လက်နက်ချရန်အီရန်ကိုဒေါ်နယ်ထရန့်ကတတိပေးခဲ့အပြီးအီရန်ထိပ်တန်းခေါင်းဆောင်အရာတိုလာအလီခါမေနီကစစ်ပွဲစပြီလို့ကြေညာလိုက်ပြီဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးတို့အပြန်အလှန်ပစ်ခတ်မှုများပိုဆိုးလာချိန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ခါမေနီတို့ဆိုရှယ်မီဒီယာမှာအပြန်အလှန်တတိပေးလာကြပါတယ်။ဇော်လ18ရက်အစောပိုင်းမှာထရန့်က၎င်းပိုင်းလူမှုကွန်ရက်မှာ အီရန်ဝေဟင်ကိုအလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်းရေးသားခဲ့ပါတယ်။အဲဒီနောက်ခါမေနီကိုတတိပေးတဲ့အနေနဲ့ထရန့်ကအမြင့်ဆုံးခေါင်းဆောင်ဆိုတဲ့သူဘယ်မှာပုံနေတယ်ဆိုတာငါတို့အတိအကျသိတယ်။သူကလွယ်ကူတဲ့ပြစ်မှတ်ပါဒါပေမဲ့အခုသူ့ကိုမသက်သေးဘူးလို့ရေးသားခဲ့ပါတယ်။ ငါတို့ရဲ့တိခတ်နိုင်မှုကနည်းလာပြီလို့လဲထရန်ကထပ်သတိပေးလိုက်ပြီးချွေးချက်မရှိလက်နက်ချအညက်ခံရပြောဆိုလိုက်ပါတယ်။အီရန်ဘာသာရေးခေါင်းဆောင်ခါမီနီကလည်းအက်ရှ်လူမှုကိုရက်မှာအီရန်နိုင်ငံကအစ္စရေးနဲ့ဘယ်တော့ခါမှအပေးယူလုပ်မယ်မဟုတ်ဟုတုံ့ပြန်ထားက အစ္စရေးကိုတတ်ညာနေမှာမဟုတ်ဘူးစစ်ပွဲစပြီလို့ပြန်ကြေညာလိုက်ပါတယ်။